ရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ရဲ့လမ်းညွှန်ချက်နဲ့တရုတ်နှစ်သစ်ကူးပွဲတော်ကျင်းပခွင့်ရတာဟာတရုတ်စီးပွားရေးလုပ်ငန်းရှင်တွေလာရောက်ရင်းနှီးမြှုပ်နှံဖို့အတွက်အထောက်ပံ့တစ်ခုဖြစ်လာစေရလို့မြန်မာနိုင်ငံတရုတ်ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌကပြောဆိုထားပါတယ်။ဟင်းကိုသတင်းပေးပို့ထားတာပါရှင်။မြန်မာနိုင်ငံတရုတ်ကုမ္ပဏီများအသင်းယူနန်ပုံချောင်းအသင်း၊ဖူကျန်ပုံချောင်းအသင်းနဲ့ကန်တုန်ပုံချောင်းအသင်းတို့ကဥဆောင်ပြီး တရုတ်နှစ်တကူပရဂိုစီစီကာကကျင်းပပေးဖို့အတွက်ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ကလမ်းညွှန်ပေးခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။အစိုးရအဖွဲ့ရဲ့လမ်းညွှန်ချက်နဲ့ကျင်းပခွင့်ရတာဟာပထမဆုံးအကြိမ်ဖြစ်ပါတယ်။ဇန်နဝါရီလ25ရက်နေ့မှာစတင်ကျင်းပမယ့်တရုတ်နှစ်တကူပရဂို2019ခုနှစ်စက်တင်ဘာလတိုင်းမှာကျင်းပသွားမယ့်ကမ္ဘာတရုတ်ကုန်တယ်ကြီးများအတင်16ကြိမ်မြောက်ပရဂိုအထောက်အကူဖြစ်စေပြီးနိုင်ငံတကာစီးပွားရေးလုပ်ငန်းရှင်တွေလည်းရင်းနှီးမြှုပ်နှံမှုတွေလုပ်နိုင်ဖို့အတွက်အခွင့်အလမ်းတရဖြစ်လာစေမယ်လို့မြန်မာနိုင်ငံတရုတ်ကုန်တယ်ကြီးများအတင်ဥက္ကဋ္ဌကဆိုပါတယ်။ ရန်ကုန် MCC ဟောမှာကမ္ဘာတရုတ်ကုန်တရေးတင်စနေတင်မြောက်ပွဲကိုစီစီကားတဲ့ကျင်းပဖို့ဝန်ကြီးချုပ်ကကျွန်တော်တို့တရုတ်ကုန်တရေးကိုကွန်ပျူတာတွေအတွက်တကမ္ဘာလုံးကရန်ကုန်တိုင်းကို အထူးပဲပို့ပြီးစိတ်ဝင်စားတယ်အဲ့ဒီကျွန်တော်တို့ကမ္ဘာကုန်တရေးအတင်ကျင်းပဖို့ရက်ကစက်တင်ဘာလမှာကျင်းပမယ်အတွက်သူအဲ့တဲ့ပေါင်း2500 3000အထိလာပြီးလေလာပဲပေါ်ပါပြီပဲ investment လုပ်ပါလုပ်ချင်တယ်ကျွန်တော်တို့အခုတရုတ်ကနေအတည်းအဲ့ investment အတွက်ကို ကျိုးတင်လာရောက်လေ့လာခဲ့တယ်။အဲဒီရက်ကျရင်လည်း MOU ထိုးနိုင်ဖို့ကျွန်တော်တို့ကစတင်ကမ်းလှမ်းတာပါတယ်။တို့ရှစ်ပြည့်နေတဲ့ဒီဒီယူနစ်ကုကွဲတော့ပါတယ်။တို့လာရောက်ပါဝင်ပြီးလာရောက်ကြည့်ရှုအားပေးလိမ့်မယ်လို့တို့တို့စပြီးကမ်းလှမ်းတာပါတယ်။မကြခင်ကျင်းပရောမယ်တီယူနစ်ဒီကုပွဲတော့မှာယူနန်ပြည်နယ်ကအကောက်ဖွဲ့တွေလာရောက်ဖြောပြပေးတော့မှာဖြစ်ပြီးစက်ခုံငါးခုံတိဆောက်ပေးတော့မှာဖြစ်တယ်လို့ဆိုပါတယ်။ဒါအပြင်တီယူရိုးရနှစ်တကူပွဲတော်ရဲ့အင်္ဂါရက်တစ်ခုဖြစ်တဲ့ တရုတ်ရောရချင်းတဲ့အကတွေနဲ့ငကားရှိအကတွေကိုလည်းအရင်နှစ်တွေတည်းပုံမှန်ထူးခြားမှုရှိအောင်ပြင်ဆင်ထားတယ်လို့မြန်မာနိုင်ငံချင်းတဲ့ငကားအဖွဲ့ချုပ်ရဲ့အတွင်းမှုကပြောပါတယ်ဒီကစားရလောအပြည့်တော့80ကျော်တော့ပြီးဒါဒီပြိုင်ပွဲလုပ်ဖို့အတွက်ကျွန်တော်ပြီးခဲ့တဲ့နှစ်လခွဲတုံးလာတဲ့ဂျိုလီစီစဉ်ထားရတာကြည့်ကလေးတွေလက်ချင်းမှုကအစကျွန်တော်စီစဉ်ပေးရတယ်ငါအသေးသေးလေးကပွဲစီတဲ့ဆွဲပြီးသွားပြီဒါမထုတ်ပြန်သေးတာလည်းရှိရတယ်ဒီနေ့ကဒီနေ့ပွဲတော်တော့ ကျွန်တော်ရေးရပြောရအရင်နေ့နဲ့ဆိုင်တော့အများကြီးတော့ပို့ပြီးတော့ပြောပို့ပြီးတော့စီကားမယ်လို့ပြောတဲ့ထားတယ်ကျိုးလည်းကျိုးစားထားတယ်နှစ်ခုပွဲတော်စတင်ဖွင့်လှစ်တဲ့နေ့မှာရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်အပါဝင်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးတွေနဲ့တရုတ်နိုင်ငံတာမတ်တွေကဖွင့်ဝဲကိုဖွင့်လှစ်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်ဖွင့်ပွဲနေ့မှာတရုတ်ရုပ်ရအကောက်ဖွဲ့တွေတရုတ်ပြည်ကပင်ကြားတီဝမ်နဲ့ချင်းသိအကောက်ဖွဲ့တွေနဲ့ငကားရှိအကောက်ဖွဲ့တွေကရန်ကုန်မြို့လမ်းမတော်မြို့နယ်နဲ့လာတာမြို့နယ်တွေကိုလှည့်လည်ကပြတော့မှာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာကျွန်တော်ဟင်းကိုပါ Thank mm -hmm. you.